ြပါရှင်။ Radio Veritas Asia အာရှသမတ်ရသံွေဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တင်ဆက်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနက်6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျုံဝင်းစော်ထွန်းကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့နှုံဝင်ပါလား6ရက်နေ့မှာကြက်ရောက်တဲ့မွနေရှင်များကတော့အောင်ပန်းမျိုးမှမေဆိုမိုထွန်းဩစတြေးလျမှ မေလီခာအကိုမျိုးမှ နေထူးကရင်ပြည်နယ်စုကလေးစခန်းမှတက္ကကခင်မင်းရေဦးမှလိုဝဲချိုထွန်းရောင်းငံရောက်မှမူနာတာကြားပြင်းနေ ရိုက်ကော်မှပြီးစားတော့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာကြောက်ရွံ့တဲ့မွနစ်ရှင်များနားဆင်အပင်းနေသူများအလုံးပေါ်ဖះရှင်ကောင်းကြီးများစတဲ့တဘူတူ၍ခံစားရပါစီကြောင်းအချက်တမတရားမြန်မာပိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနေတူ ကျွန်တော်ဂျုံဝင်းစော်ထွန်ကနေစုမုံကောင်းတောင်ပေရင်တည်တန်ရှင်လွယ်ကြီးတည်ဆူထားတဲ့ခနာဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ 尼亚奥梅卢达，岁月多么甜蜜耶，圣坦巴奥卢达，多么不耐不耐的那帕内马瓦，卢埃多，今天，圣纳图。 nadie me ponga atención ya ya no te puedo dudar sobre cómo pienso en ti siento más oh luda puedo volver a elena pa me maba luego chete a gin na du a pyeong ne 神丹巴，哦，路达，怎么不爱我？哎哩喇叭，你妈吧，路越路越窄，天哪，路越彪呢，面对你嘞。 你那一夜真惨吧？哦，老大，多么不能把你的老爸骂吧？路越走越窄，只能拄着鞭子，面对你。 န်တည်းဂျုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမြတ်တာ။အိုတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ဂျုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မိတိအရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောသုကျေးဇူးနှင့်အတူအစတရားမကသော ကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မှားခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွှတ်ပေတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား Amen. Thank you. ချစ်လာဆိုတော့ညီကိုမွန်မပေါင်းတို့ဒီကနေ့ဟာနိုဝင်ဘာလ6ရက်2025ကျတာဒီနေ့ဖြစ်ပါတယ်ဒီကနေ့ကက်သရိတ်ဘာသာဝင်များအတွက်ထောက်ရှုရမယ့်ကျမ်းချက်တွေကတော့ပထမကျမ်းအနေနဲ့ရောမဝါဒစာအခန်းကြီး14အငယ်ခွန်ကနေဆက်နေဖြစ်ပြီးတော့အင်္ဂလိပ်ကျမ်းအနေနဲ့ရှင်လူကာအခန်းကြီး15အငယ်1ကနေ30ဖြစ်ပါတယ်ဒီကနေ့ရပထမကျမ်းမှာခရိယာသက်တာဟာရှင်သည်ဖြစ်စေတည်သည်ဖြစ်စေ သခင်ခရစ်တော်ကိုနံပါတ်၁ထားရမယ်လို့ရှင်ပေါလုကတုံ့ပြန်ပေးပါတယ်ကျွန်တော်တို့ရဲ့နေစဉ်အသက်တာမှာသခင်ခရစ်တော်ဟာနံပါတ်၂တို့နံပါတ်၃လို့ဖြစ်လို့မရပါဘူးနံပါတ်၁ပဲဖြစ်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲသခင်ယေရှုရဲ့တည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဟာအရာအားလုံးကိုပိုင်တတ်ဦးစိုးတဲ့အရှင်သခင်ဖြစ်စေတော့ကြောင့်ဖြစ်ပါတယ် ။တခင်ခရစ်တော်တပါးတည်းသာလျှင်ကျွန်တော်တို့အားလုံး၏အရှင်တခင်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဟာတဦးကိုတဦးတရားစီရင်ပိုင်ခွင့်အထင်သေးပိုင်ခွင့်မရှိပါဘူး။ခရစ်တော်တခင်ရဲ့နေရာကိုဘယ်သူမှယူလို့မရပါဘူး။ဒါကြောင့်ကျွန်တော်တို့အားလုံးဟာတန်သူညီမျှဖြစ်ပါလေ။ကျွန်တော်တို့တဦးစီရဲ့ဝိညာဉ်ဟာတန်ဖိုးရှိတယ်။ဝိညာဉ်တလုံးမှ အပြောက်အစီးခံလို့မရပါဘူးဆိုတဲ့အကြောင်း ဒီကနေ့ရဲ့အင်္ဂလိပ်ကျမ်းစာထဲမှာပျောက်တော်ဒိုးနဲ့ပျောက်တော်ငွေတင်ကားပြပုံဥပမာအဖြစ်ပေါ်ပြပါတယ်။ဒိုးအကောင်တရားထဲမှာဒိုးတကောင်ပျောက်ဆုံးသွားရင်69ကောင်ကိုတော့ထဲနဲ့ထားခဲ့ပြီးပျောက်တော်ဒိုးတကောင်ကိုရှာတယ်။ရှာတွေ့တဲ့ခါမှာအိမ်နီးနာချင်းကိုခေါ်ပြီးတော့ဝမ်းမြောက်ပျော်ရှင်တယ်လို့ဖတ်ရပါတယ်။ ထို့နည်းသူငွေဒင်းကားအပြားတစ်ဆယ်ထဲမှတပြားပြောက်လင်းစီမီးခွက်ထွန်းပြီးမတွေ့မချင်းဝိရိယဖြင့်ရှာတယ်ပြန်တွေ့တဲ့အခါမှာအင်းနီနာချင်းကိုခေါ်ပြီးတော့ဝမ်းမြောက်ကြတယ်လို့ပြောပါတယ်ထို့နည်း၎င်းနောင်တရရတော့အပြစ်သားတယောက်အတွက်ကြောင့်ကောင်းကျင်တမန်တော်တို့ဟာဝမ်းမြောက်ကြတယ်လို့ဆိုပါတယ်ဒီကနေ့ကျွန်တော်တို့အားလုံး လောကခྱི་ပြုနေရင်နဲ့အတူတကအဘယ်သူမှမပြောက်ရလေအောင်ဝိညာဉ်တလုံးမှမရှုံးရှုံးရလေအောင်တခင်ခရစ်တော်ရဲ့အရှင်တခင်ဖြစ်ခြင်းဆိုတဲ့ကောင်းကင်နိုင်ငံတော်ကိုအားလုံးရောက်ကြရလေအောင်အတူတကခྱི་ပြုကြမှာဖြစ်ပါတယ်။ဒါကြောင့် အချင်းချင်းအတွက်ဆုတောင်းပေးရင်နဲ့အချင်းချင်းအတွက်ဝိုင်းကူဖေးမရင်းနဲ့ဒီကောင်းကင်ခྱི་စင်ကိုအတူတကခྱི་ဆက်ကြပါစို့။ဘုရားရှင်တင်တော်ကိုကောင်းချီးပေးပါစေ။ ဒီကနေ့တို့သတင်းကဏ္ဍမှာတော့နိုဝင်ဘာလ2ရက်နေ့ကအိုရန်မင်းကြီးလေးကိုရှင်သူမြတ်ကွယ်လွန်သူများအတွက်ပူဇော်သောမစ္စတာတရားမှာငွေကြေးခဲ့သည့်အော်ဝါဒလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်မင်းကြီးကကွယ်လွန်သူများသည်ဤလောကကြီးမှာထွက်ခွာသွားသည့်နေ့မှစ၍ကျွန်ုပ်တို့ကိုထားသွားခဲ့တော်လဲကျွန်ုပ်တို့သည်၎င်းတို့အားနေစဉ်တရိယာနေသည်။၎င်းတို့အသက်ရှင်စဉ်က ခြေရလက်ရများသည်ကျွန်ုပ်တို့အသည့်၌ဆက်လက်ရှင်သန်နေသည်။နာဂိုင်းမျောလင်းချက်သည်ခရစ်သူသခင်ရှင်ပြန်ထမြောက်ခြင်း၌သာတွေ့ရသည်။ ဝယ်လွန်သောဝိညာဉ်များအတွက်ဆုတောင်းပေးခြင်းသည်အမှားရယုံတက်တက်မဟုတ်ခရီးအနိုယုံကြည်ခြင်းသည်ယေရှုခရစ်တော်သခင်၏နည်းနည်းသောပါစကာအသက်တာ၌သာတွေ့မြင်ရပြီးထိုချက်သည်ကွယ်လွန်သူတို့အားအတိတ်ကအတူရှိစဉ်များကိုသာပြန်မှတ်ရယုံမဟုတ်အနာဂတ်ကိုမျှော်လင့်စေခြင်းဖြစ်သည်ဤကွယ်လွန်သောသူတို့အတွက်ဆုတောင်းခြင်းစီစဉ်သည်အတိတ်ကအကြောင်းကိုပြန်ဖော်ရမဟုတ်ရှေးဆက်ရမည့်ပန်းတိုင်ဖျားဂရိထားသောကောင်းငင်နိုင်ငံတော် အဆုံးမရှိဆောင်ဆိုင်နေသော ထာဝရပွဲတော်ကြီးစီသို့ခီးဆက်ရန်ဖြစ်သည် ထိုနေရာ၌တည်ခြင်းသည်ထာဝရမရှိတော့ချေဤဒီကကျွန်ုပ်တို့၏မျှော်လင့်ချက်ပင်ဖြစ်သည်ထို့ကြောင့်ကွယ်လွန်သူများအတွက်သတိရဆုတောင်းပေးခြင်းသည်လွန်စွာမှအနှစ်သာရရှိသည်ကွယ်လွန်သွားခြင်းသည်ကျွန်ုပ်တို့ချစ်ခင်ရသူနှင့်ရက်ဆက်စွာခွဲခွာ၍ရသောနာကျင်ခံစားရသည့်အခြေအနေတစ်ခုသာမဟုတ်ထို့တူလူဖြစ်လာခဲ့၍တနေ့သွားရမည့်လမ်းခုသာဖြည့်တွေးရုံမျှလည်းမဟုတ် ဘုရားသခင်ချိန်ချက်သည့်တနေ့ရှင်ပြန်ရမည်ဟုသောယုံကြည်ခြင်းမျှော်လင့်ခြင်းဘုရားသခင်ကျွန်ုပ်တို့ကိုဖန်ဆင်းသည်မှာဒုက္ခရောက်စေရမဟုတ်ဘဲချစ်တော်ကြောင့်ဖန်ဆင်းခြင်းဖြစ်သည်ချစ်ခြင်းသည်သိခြင်းကို အောင်နိုင်သည်ခရစ်တုသခင်သည် ကျွန်ုပ်တို့ခါဝရအသက်တာလမ်းကြီးဤပန်းတိုင်ဖြစ်သည်ထိုအသက်တာကို ရောက်ရှိနိုင်ရန်အာမခံသည်ကျွန်ုပ်တို့၏အိမ်ပြန်လမ်းကို ခရစ်တော်ဦးဆောင်ပေးသည်ကျွန်ုပ်တို့ကိုစောင့်မျှော်နေသောနေရာမှာ ကျွန်ုပ်တို့အားချစ်ချင်းမေတ္တာ၌ကယ်တင်ပေးသည်ကျွန်ုပ်တို့၏နောက်ဆုံးပန်းနိုင်ကချစ်ချင်းမေတ္တာကိုခံယူရန်စုံစည်းရန်သာဖြစ်သည်ထိုချစ်ချင်းမေတ္တာသည်ကျွန်ုပ်တို့ကိုကယ်တင်ခြင်းကအဖြစ်ပြက်သည်ဖန်ဆင်းခြင်း၌ကယ်တင်ခြင်း၌ချစ်ချင်းမေတ္တာသည်အတူတူပင်ဖြစ်သည်ကျွန်ုပ်တို့နှင့်၎င်းကျွန်ုပ်တို့ချစ်ရသောသူများနှင့်၎င်းသာဝရနေလိုသောချစ်ချင်းမေတ္တာလည်းဖြစ်သည်ထို့ကြောင့်ကျွန်ုပ်တို့၏ပန်းနိုင်စီတို့လျှောက်လန်းနိုင်ပါသည် ထိုအခြေအနေကိုကျွန်ုပ်တို့အရင်သွားနေကြတော့သူတို့ကကြိုတင်ခံစားနေကြပြီကျွန်ုပ်တို့ဒီအခြားသူများအားချစ်ချင်းမေတ္တာပြတဲ့ကဲ့သို့အထူးသဖြင့်အသိငယ်ဆုံးသောသူတို့အားမေတ္တာပြတဲ့ကဲ့သို့ဘုရားသခင်ဒီလဲကျွန်ုပ်တို့ကို ပြသပေးလိမ့်မည်ကျွန်ုပ်တို့အားစိတ်ပြတ်မှုကိုမဖြစ်စေဘဲမျှော်လင့်ချက်ယုံကြည်ခြင်းကိုသာတိုးပွားထားရှိစေရမည် ရှေ့ပြန်ထမြောက်သော သခင်ခရစ်တော်ကိုမော်ကြည့်ကြပါစို့ ဝယ်လွန်သွားကြပြီဖြစ်သောကျွန်တို့၏မိဘဆွေမျိုးသားချင်းများအားလည်းဤတရားလင်း၌စင်ခြင်းနားလည်စေရမည် ကိုရောရှင်၏သာဝရအသက်ဆိုင်ရာဂတိစကားကိုကျွန်တို့၏နှလုံးထဲ၌ပြန်လည်ကြားရောင်ကြပါစို့ဘုရားသခင်သည်ကျွန်တို့ကိုစောင့်ကြည့်နေသည်လောကအသက်တား၏အဆုံးသတ်၌သူနှင့်စုံစည်းရသည့်အခါကိုရောရှင်သည်တည်ခြင်းကိုသာဝရဖြစ်စည်းပေးလိမ့်မည်ကျွန်တို့သည်လည်းသူနှင့်၎င်းကျွန်တို့အရင်စော၍ကွယ်လွန်သွားကြသောသူများနှင့်၎င်း အတူပျော်ရွှင်ကြရလိမ့်မည်။ထို့နောက်ကွယ်လွန်သူများအတွက်ဆုတောင်းရသောမေတ္တာတို့ကိုရွတ်ဆို၍ရမင်းကြီးလေယောကသူ၏ဩဝါဒကိုအဆုံးသတ်ထားပါသည်။ နာမှာတော့ Saint John Henry Newman အာ Urbaniana တက္ကသိုလ်အဆောင်မသောယဟန်နာဖြစ်ဂုံပြူခြင်းတဲ့ရင်လေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ဥဇော်ပရမဏိနဲ့ Henry Newman ၏အထုပ်ပတ်တီကိုအနေငယ်ဝေမျှပေးမှာပါ။ Henry Newman ၏အထုပ်ပတ်တီကို ထောက်ရှုကြပါစို့။ Henry Newman ဘဝအထောက်ပတ်တည်တည်လွန်စွာမှစိတ်ဝင်စားစရာကောင်းလာပါသည်။သူဟာ ဖေဖော်ဝါရီလ27ရက်နေ့1800တခုနှစ်တွင်အင်္ဂလာ၌မွေးဖွားခဲ့ပါသည်1825ခုနှစ်၌အင်္ဂလီကန်အသင်းတော်၏ဖုန်းတော်ကြီးအဖြစ်သိက္ခာခံယူခဲ့သူ ဖြစ်ပါသည်အင်္ဂလီကန်အသင်းတော်၏ဖုန်းတော်ကြီးအဖြစ်နှစ်ပေါင်း20ထမ်းဆောင်ခဲ့ပြီးနောက်1845ခုနှစ်၌ကက်သလစ်ဘာသာသို့ပြန်လည်ကူးပြောင်းလာခဲ့ပါသည်ကက်သလစ်ဖြစ်လာပြီးနောက်ပိုင်းနှစ်ပေါင်း34နှစ်ကျော်ကြာ1896ခု၌ ရန်မင်းကြီးလီယို73မှ ကာဒီနယ်ဖြစ်ရွေးချယ်ခန့်အပ်ခဲ့ပါသည်။သူသည်အသက်တော်89နှစ်၌ပြန်လည်ခဲ့ပါသည်။သူသည်အင်္ဂလီကန်အသင်းတော်၌ရှိစဉ်ကလည်းအလွန်ရေးပါရာရောက်သောဘာသာရေးခေါင်းဆောင်တဦးဖြစ်ခဲ့ပြီးကက်သလစ်အသင်းတော်တွင်မှလည်းသာသနာမှတပပါရဂူဖြစ်တတ်မှတ်ကြီးညာသော ပွဲ၌အင်္ဂလန်ဆိုးရွားကိုယ်တိုင်လည်းတက်ရောက်ခဲ့ပါသည်။နိုဝင်ဘာလ10ရက်နေ့သည်ယဟန္တာအပေါင်းတို့၏ပွဲနေ့ဖြစ်ပါသည်။ထိုနေ့၌ကက်သလစ်သာသနာအနေဖြင့် Saint John Henry Newman အား Urbaniana တဲ့ကတော်အမိုင်မာသောယန္နာဖြစ်ကြီးညာသတ်မှတ်လိုက်ပါသည်ဤဆုံးဖြတ်ချက်ကိုကမ္ဘာပညာရေး Jubilee Missa Saint Peter Basilica ကျောင်းတော်ကြီး၌ပူဇော်ခြင်းကြီးညာခဲ့ခြင်းလည်းဖြစ်ပါသည်ဤသို့ကြီးညာနိုင်ရန် Urbaniana တဲ့ကတော်၏အဓိပတိချုပ်ဖြစ်သော Luis Antonio Tagliama Urbaniana တဲ့ကတော်၏ကျောင်းအာဏာရရှိထားသူအဓိပတိချုပ်ဖြစ်သော Cardinal Antonio Tagliama ို့မှဦးဆောင်တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်ထို့ကြောင့်ရမ်းမင်းကြီးက Saint John Henry Newman အားသာသနာ၏ဓမ္မပါရဂူအဖြစ်ကြီးညာခဲ့ပြီး သူအားယဟန်နာအဖြစ်အော်တိုဘာလ23ရက်2019ခုနှစ်ကတင်မြောက်ခဲ့ပါသည်တက္ကသိုလ်အမိုင်းမှာသောယဟန်နာအဖြစ်ကြီးညာတတ်မှတ်ခံရခြင်းဖြင့်တက္ကသိုလ်ပညာသင်ယူနေကြသောအမှန်တရားကိုရှာဖွေနေကြသောကျောင်းသူကျောင်းသားများအတွက်ပညာရေးစနစ်တက္ကသိုလ်ကျောင်း၏လုံခြုံမှုတို့အတွက်မြင်နိုင်သောမမြင်နိုင်သောဘေးအန္တရာယ်ပေါင်းလို့မှ ကင်းဝေးစရန်အထူးကြားဝင်ဆုတောင်းပေးမိယဟနာဖြစ်ပါသည်။ဘုရားမင်းကြီးလေးတို့၁၄ရက်နိုဝင်ဘာလ၁ရက်နေ့မစ္စတရားတွင်ဟောကြားသောဩဝါဒ၌ John Henry Newman ၏ယဉ်ကျေးမှုဝိညာဉ်ရေးကျင့်စဉ်ပေါ်ထားရှိသည့်စိတ်နေသဘောထားအမြင်နှင့်အနာဂတ်မျိုးဆက်အတွက် သင်ယူမှတ်သားစရာဖြစ်ကြောင်းသူ၏နှလုံးသားထဲ၌စစ်မှန်သောဖျားကိုရှာဖွေနေသူဖြစ်ကြောင်းသူ၏ရှာဖွေမှုအသိပညာတို့ဖြင့်ထိုဖျားစီတို့အရောက်သွားသောလန်ခီကိုခက်ခဲများကြမ ရောက်ရှိခဲ့သူအဖြစ် ထောက်ရှုဝေမျှဟောကြားခဲ့ပါသည်။ ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ဩဒါရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။